ိသမြအားလုံးပဲမင်္ဂလာပါရှင်။ Go Story YouTube Channel အနေနဲ့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသောမယ့်ဇာတ်လမ်းလေးကတော့ဆောင်းရင်းဆရာမိဟိခန့်ဥတ္တဒီပါရေးသားထားတဲ့မန်တန်ထူးမောင်နဲ့တိုက်ပွဲကြီးရဲ့အဆုံးသတ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေရှင်။ဇလန်ကျောင်းရလေးကို မတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုကြပါရစေ။ အသေးသေးတနိုင်သိရှိဖို့အတွက်ကတော့ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ရှင်ဒီဇလန်လေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမဖွင့်ဤပဲဖြစ်ပါတယ်ရှင်မပြီးဆုံးသေးတဲ့တိုက်ပွဲကြီးအတွင်ထူးမောင်နေကြော့ထင်းတို့အပြင်းထန်တိုက်ခိုက်နေရတယ်အဒီနီယာကိုဥတီလာနေတဲ့ဂိုင်းဆောင်ဘလူးမင်ဥကြောင့်လုံးကိုမြင်လို့အားလုံးစုံရင်နေခိုက် ဖုံးဝင်နေတဲ့အလောင်းကောင်များမှတဏှာကိုဥတီလိုသွားနေကြတယ်ဖုံးကောင်များသွားနေတဲ့နေရာဟာမြစ်ဖက်ကိုဖြစ်ပြီး မြစ်ဖက်မှာလည်းတောပုံကြီးကိုတွေ့လိုက်ရတယ်တောပုံကြီးဟာမိမိရဲ့တက်ဖွဲ့များမရှိတော့တာကြောင့်ဖုံးရစာထားခဲ့တဲ့ခေါင်တလာကနမဲကိုဖြတ်ပြီးသူနဲ့မယ်ရေးကရေစည်းတန်တဲ့နေရာအထိဆင်းသွားနေတယ်။ခနာအကြမှာပင်ဖုတ်ကောင်များနဲ့တော်ပုံကြီးတို့မြင့်ရင်အတွင် မျောပါသွားကြတော့တယ်။ သူ့ရဲ့အမားတစ်ခုအတွက်အပြည့်ကျွေးကိုအသက်ပေးကဆက်သွားခဲ့တဲ့တော်ပုံကြီးကိုလေဒံယာများစွာနဲ့ဥတော်မက ကြီးနေရင်အသက်ကိုရှူရှိုက်နေရတဲ့အလွန်တရာစွမ်းအားကြီးမှလာတော့လေတနတ်ဒံယာနဲ့အစိတ်တန်တို့မှအတန်အားဖြင့်ကြီးရင်မီဖြစ်တဲ့ဥတော်မကြီးကို ကောင်းကောင်းဒုက္ခပေးကြတော့တယ်။တော်မရရဲ့လားဥတန်ခေကလဲကြသွားတဲ့ဥတော်မကိုပွေထိုင်းရင်းမေးပါတယ်ဥတော်မရဲ့ပါဇက်ထဲကသွေးများစီးကြလာတယ်။ ်ဦးတော်မဟာကြောက်တုံးခက်ကြီးကြီးတခုကိုကြောမိထားရပြီးတကိုယ်လုံးသွေးရဲရဲကြနေရင်ခေါင်းရံဖြူဆိုတဲ့မိန်းကလေးမှလည်းဦးတော်မကိုကြည့်နေရင်ဦးတော်မလက်ညှိုးညွှန်ပြနေတဲ့ထူးမောင်ကို စိတ်မချဖြစ်နေရင်ဦးတော်မဟာဦးတန်ခဲရဲ့လက်ကိုဆွဲယူလိုက်ပြီးသူရဲ့ပိတ်တာ24တဲ့တန်တူကြီးကို ပိုင်ရှင်ဖြစ်သူဦးတန်ခဲလက်ထဲကိုအပ်လိုက်တယ်အဲ့ဒီနောက်သွေးစွန်းနေတဲ့လက်များနဲ့ပခုံးကိုပုတ်လိုက်ပြီးတန်ခဲ မင်းနဲ့ခေါင်းရမ်းဖြူတို့ထူးမောင်ကိုတွားခုကြတော့ကောင်လေးကိုမသေးစေနဲ့ငါ့ကိုဒီမှာထားရခဲ့ကြအမြန်သွားအဲ့ဒီစကားကိုကြားတာနဲ့ခေါင်းရမ်းဖြူဆိုတဲ့မင်းကလေးမှဥတော်မကိုလေးစားသမှုနဲ့ခေါင်းငုံအယိုးအသေးပြုပြီးထူးမောင်ရှိရာကိုတွားတော့ပါရင်ဦးတန်ခဲမှငယ်တငယ်ချင်းဖြစ်တဲ့ဥတော်မကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေပေမဲ့အချိန်မစွဲသင့်တာကြောင့်ဥတော်မပေးတဲ့တူကြီးကိုကြည်ကြပအောင်ဆုပ်ကန်လိုက်ပြီးသူ့ရဲ့ဓာကြီးကို ဦးတော်မဘေးမှာထားရခဲ့ပါတယ်။ဦးတော်မကတအူးတဲ့ကြံရခဲ့စဉ်ဦးတန်ခဲရဲ့ဓာကြီးကိုကန်ကြည့်နေတယ်။အဲဒီနောက်အတိတ်ကအကြောင်းအရာတချို့ကိုပြန်တွေ့ရင်ခံဝေးဝေးကအဖမ်းခံထားရတဲ့ဦးုံနဲ့ကိုညီဖို့သွားနေတဲ့ဦးတန်ခဲတို့ကိုလှမ်းကြည့်နေမိပါတယ်။ရက်ခခိုင်းလို့မကောင်းတဲ့နေရာမျိုးကိုဝင်မိခဲ့တော့လေတငယ်ချင်းနှစ်ဦးနဲ့အတူပြေးစင်ကသူ့ရဲ့နောက်ကျောမှာရှိနေတဲ့ဘလူးရုပ်ဆေးမင်းကို ကြက်ချေခန့်အမာယုထင်အောင် းဓာတ်နဲ့ဖြတ်ပေးခဲ့တဲ့ဥတန်ခင်၃ဦးသားလမ်းခွဲပြီးနောက်ဖခင်ရဲ့သွေးကြွေးကိုဆက်ဖို့မြေအောက်အဖွဲမှာကျေးစားတဦးအဖြစ်ရှိနေခဲ့တာကြောင့်သူ့ကိုအထင်လွဲခဲ့တဲ့ဥဝုံတို့ကိုပြုံးမိကြနေပါတယ်။ဥတော်မဟာထိုက်တဲ့လောက်ဖခင်ကိုသွေးကြွေးဆက်ပြီးခဲ့ပြီဖြစ်တာကြောင့်ကျေနပ်နေပါတယ်။ရခိုင်ကန်ကြီးတစ်ခုလုံးကိုမဖြန့်ဆီးနိုင်ခဲ့ပေမဲ့ဖြန့်ဆီးပေးမဲ့သူကိုကူညီခဲ့ရတာမို့ဝမ်းသာနေပါတယ်။ဥတော်မဟာငယ်စဉ်ကတည်းက မိမိအပေါ်အထင်မြင်လွဲမှားသူများအစိုးမြင့်သူများနဲ့သာစုံတွေးခဲ့ရတာကြောင့်သူတပားအပေါ်အမြဲလွတ်လပ်ဂရုစိုက်ပေးခဲ့သူဖြစ်ပါရင်အခုနောက်ဆုံးအချိန်မှာ တော်ပုံကြီးကသူ့အတွက်နဲ့အသက်ပေးပြီးအားလုံးကိုကာကွယ်သွားတာကိုမြင်ရတာကြောင့်စိတ်ထဲမှာဂုံယူနေမိပါရဲ့တော်ပုံကြီးလိုပင်သူလည်းညီအကိုလိုချစ်ခင်ရတဲ့ဦးဝွန်အပေါ်အသက်ပေးပြီးကုညီခွင့်ရောင်းလိုက်တာကြောင့်ဝမ်းသာနေပါရဲ့ အဲ့ဒီနောက်ခြေတစ်ဖက်ကိုခက်ဖွားဖွားဖြေလျှော့ပြီးကိုကိုမတ်အောင်ထန်လိုက်တယ်ပြီးတဲ့အခါဥတန်ခဲပြီးခဲတဲ့ဓာကြီးကိုရှိသမျှအာအကုန်နဲ့မြေပြင်မှာဆိုင်ရင်ဒရိုးကိုစုပ်ကန်ကခေါင်းငိုင်ဆိုင်ချလို့ဘဝအစုံတက်သွားခဲ့တော့တယ်အဲ့ဒီနောက်မှာတော့ဥတန်ခဲနဲ့ခေါင်းရဲဖြူတို့မှလည်းထူးမောင်ရှိအောင်ကိုအမြန်သွားကြရတော့တယ်ထူးမောင်ဟာတန်သေးဓာကိုကန်ရင်ခက်ပြင်းပြင်းတိုက်ခိုက်နေတယ်ကြောထဲမှာလည်းသူ့ရဲ့ဓာနဲ့ကြီးနဲ့အတူ တာဝန်အရကာကွယ်နေခဲ့တဲ့ထူးမောင်ရဲ့ဓာတ်ချက်များမှာတာမန်မဟုတ်ပေတေစုံမန်တန်အစွမ်းကြောင့်ဓာတ်တချောင်းလုံးမီးရဲရဲတောက်နေတဲ့ကျော်ထင်းရဲ့ဓာတ်နဲ့ကလည်းဓာတ်တချောင်းလုံးကိုမဟူရာကြောက်လို့နတ်မောက်နေတဲ့ဓာတ်သားတစ်မျိုးနဲ့တန်တို့ကိုရောစပ်ပြုလုပ်ထားခြင်းဖြစ်တာကြောင့်အစွမ်းထန်လာပါရဲ့ ကြောထင်းရဲ့လှင်မြန်တဲ့ဓာတ်ထိုးချက်ဟာထူးမောင်ရဲ့ဝမ်ပိုက်တဲ့တဲ့ကိုဝင်လာတာကြောင့်ထူးမောင်လေးတစ်ချက်ပင်ခတ်လိုက်ပြီးကြောထင်းကိုလက်ပြန်ခုတ်ပါရင်ကြောထင်းကငုံရှောင်ပြီးထူးမောင်ကိုနောက်တစ်ချက်ပိုင်းရာ ထူးမောင်လေးတန်သေးဓာတ်နဲ့ခုခံထားပြီးနှစ်ယောက်သာအားပြန်ကြတယ်။အဲ့ဒီအချိန်ကြောထင်းကပြိုင်ပကင်းဓာတ်ဓမာတဦးပြီးပြီးသူ့ရဲ့ခြေထောက်မြေကိုတဲမြေအတွင်မှနေဝင်တဲ့အထိခြေကုပ်ယူပြီးဓာတ်နဲ့ခုတွန်းပါရင် ထူးမောင်ရဲ့ပေါ်ပါတဲ့ခန္ဓာကိုယ်ဟာအောက်ခြေရိုင်စင်းမရှိတော့လေနောက်ကိုရွေးပါသွားတော့တယ်။အဲဒီအခါထူးမောင်လေပထဝီမန္တန်အစွမ်းကိုအသုံးပြုပြီးသူ့ရဲ့ခြေထောက်များကိုမြေသားများနဲ့ထိမ့်ချုပ်ပြီးတောက်ခံထားလိုက်တော့တယ်။ထူးမောင်နဲ့ကြောထင်းတို့ရဲ့ပြင်းထန်တဲ့တိုက်ပွဲကြောင့်ဝင်းချင်တစ်ခုလုံးလေပြင်းကျသလိုရှိတာကြောင့်ခေါင်းရမ်းဖြူနဲ့ဥတန်ခဲတို့မှရောင်းမလာနိုင်ဖြစ်နေကြတယ်။ ထူးမောင်ဟာမန်တန်စွမ်းအားများကိုများစွာအသုံးပြုထားတာကြောင့်မိမိကိုယ်အတွင်းကအစိတ်များလဲသွေးကြောအနှံ့စီးဆင်းလာပြီးအားနည်းလာတော့တယ်။အဲဒီအခါထူးမောင်လည်းရှိသမျှအားကိုစုပြီးကြောထင်းကိုပြန်တွန်းလိုက်တာကြောင့်လူချင်းအနေငယ်ကွာသွားတယ်။တပြိုင်နက်တည်းထူးမောင်ကသူ့ရဲ့ဓာတ်ကိုမြေမှဆိုင်းချလိုက်တဲ့အခါဓာတ်ကထွက်ပေါ်လာတဲ့တွန်းကန်အားကြောင့်ကျော်ထင်းကိုအနောက်ကိုအနေငယ်ကွာသွားစီခဲ့ပါရယ်အဲဒီခဏမှပင် ထူးမောင်လေဓားကိုဆွဲနှုတ်ပြီးကြောထင်းကို အပေါ်ကခုံခုံလိုက်တော့တယ်ထူးမောင်ရဲ့အားနဲ့လွှဲခုံလိုက်တဲ့ဓားချက်ကိုကြောထင်းကပိုင်ပိုင်နိုင်နိုင်ကာကွယ်လိုက်နိုင်တော့လေအနောက်ကိုအနေငယ်ထတ်ဆုပ်သွားခဲ့တယ်နောက်ကိုဆုပ်သွားတဲ့ကြောထင်းရဲ့ပခုံးကိုရက်ခမင်းဦးကြောင်လုံးကဆွဲထိန်ထားလိုက်တယ်အဲဒီနောက်ဦးကြောင်လုံးဟာလက်ဝါးကိုဖြတ်ပြီးထူးမောင်ကို အဝေးကလှမ်းတွန်းလိုက်တော့ထူးမောင်လေအနောက်ကိုရိုက်ပြီးလေးငါလှန်ဆုပ်သွားတော့တယ် အဲ့ဒီအခါမှာနောက်ကောင်ရောက်လာတဲ့ခေါင်းရမ်းဖြူနဲ့ဦးကြောင်လုံးတို့ထူးမောင်ရဲ့ခန္ဓာကိုယ်ကိုထိန်းထားလိုက်ကြတယ်။ထူးမောင်ဟာအစိမ့်မိနေတဲ့ကြားမှာပြိုင်ဘက်ကင်ဒါသမတူဦးကိုအခက်တွေးစေခဲ့တော်လေရက်ခမီဦးကြောင်လုံးရဲ့အစွမ်းမှာအဝေးကပင်တိုက်ခိုက်နိုင်တဲ့အထိပြင်းထန်လာပါတယ်။ထူးမောင်ကအတွင်းထံရခန့်ပြင်းပြင်းနဲ့အစိမ့်တန်တို့ကြောင့်မြေပြင်မှာတားကိုထောက်ပြီးအာယူပြီးရက်နေရတယ်။ ဦးတန်ခဲနဲ့ ခေါင်းရမ်းဖြူတို့ရောက်လာပြီးဖြစ်တာကြောင့်ထူမောင်ကို အတိအခိုက်မခံတော့ပင်ဝင်းရောက်တိုက်ခိုက်ပြီးကြတော့တယ်။ဦးတန်ခဲဟာရက်ခမင်းဦးကြောင့်လုံးနဲ့ထိတ်တန့်ရင်ဆိုင်လိုက်ပြီးခေါင်းရမ်းဖြူဆိုတဲ့မိန်းကလေးမှဓာနှက်ရှင်ကြော်ထင်းနဲ့တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ရက်ခမင်းဦးကြောင့်လုံးကပြုံးလိုက်ပြီးဂိုင်းရဲ့တစ္ဆက်ဖောင်တန်ခဲမင်းငါ့ကိုတိုက်ခိုက်ဖို့ရွေးချယ်လိုက်တာဟာမင်းရဲ့အသက်ကိုတန်မိုးမထားတာပဲ။ငါအစင်းနဲ့မင်းအစင်းအဝေးကြီးနော်။ အခုဒူးထောင်းအညံ့ခံမှုအချိန်မီသေးတယ်။ဦးတန့်ခဲမှာရက်ခမင်းဦးကြောင့်လုံးနဲ့ပညာအဆင့်ကွာလုံးလှတာကိုသိပြီးအနိုင်ယူဖို့နည်းလို့နောက်ကိုလည်းသိနေပါရဲ့။ဒါပေမဲ့တိုက်ပွဲအတွင်းမှာအသက်ပေးသွားတဲ့ဦးတော်မရဲ့စကားတွေကိုကြားရောက်ပြီးမိမိလက်ဆောင်အဖြစ်ပေးထားတဲ့ပိဿ24တဲ့တူကြီးကိုမြှောက်လိုက်တယ်။ဦးတန့်ခဲဟာတချိန်ကဦးတော်မကို သူ့ရဲ့တူကြီးပေးခဲ့ပြီးအပေးပိုင်ပေးခဲ့ခြင်းမျိုးမဟုတ်ဘဲ မသေးခင်ပြန်ပေးရမယ်လို့စာနောက်ခဲကြတာကိုတတိရနိုင်မိပါတယ်။အဲဒီနောက်ဦးတော်မနောက်ဆုံးမှာခဲ့တဲ့ကောင်လေးကိုမသေးစေနဲ့ဆိုတဲ့စကားအတိုင်းထူးမောင်ကိုကောက်ခွေပေးဖို့ဆုံးဖြတ်ပြီးအနောက်ကိုတစ်ချက်လှဲကြည့်လိုက်တဲ့ရက်ခောင်မင်းရဲ့တိုက်ခိုက်ခြင်းကိုခံထားရတော့လေမြေပြင်မှာလဲမကြအောင်ရွှတ်နေနိုင်တဲ့ထူးမောင်ရဲ့စိတ်ဓာတ်ကိုမြင်ရပြီးရက်ခောင်မင်းဦးကြောင်လုံးကိုစိန်ခေါ်လိုက်တော့တယ်။တဖက်မှာလေခေါင်းရမ်းဖြူဆိုတဲ့မင်းကလေးဟာ ဓာနှက်ရှင်ကြော်ထင်ရှိရာကိုတဟုန်ထိုးပြေးဝင်ပြီးစတင်တိုက်ခိုက်တော်တယ်။ကြော်ထင်ရဲ့အနီးကိုခေါင်းရံဖြူရောက်မလာမီသူမရဲ့လက်မှအလက်ဆက်ကလေးများကအရင်ရောက်လာခဲ့တဲ့ကြော်ထင်ဟာနောက်ကိုတလှမ်းချင်းစုံရင်မိုးလို့ရွာနေတဲ့ထူးဆန်းတဲ့အလင်းဆက်ကလေးများကိုဓာနှက်ရိုက်ခတ်ကာကွယ်နေရတယ်။အလင်းဆက်ကလေးများဟာစပယ်လုံးခန့်တောင်ရှိပြီးရှောင်းတိန်ရခက်ခဲတဲ့အပြင် အပူတွေတချို့ကိုပါခန်းစားမိနေတာမို့တတိထားရပါတယ်။ကြောထင်းဟာဓာတ်ကိုလှင်းမြန်စွာဝင်ရန်ရင်ကကွင်နေချိန်ခေါင်းရံဖြူကအနားကိုတဖြည်းဖြည်းချင်းတိုးလာနေတယ်။အဲ့ဒီနောက်အလင်းဆက်ကလေးများမဟုတ်တော့ပင်ဝချုံလေးတစ်ချောင်းမှကြောထင်းရဲ့မျက်နှာတက်တက်ကိုဝင်လာတာကြောင့်တဖက်လက်နဲ့စီးဖန်းထားလိုက်ရတယ်။အဲ့ဒီအချိန်ခေါင်းရံဖြူကအရှိတက်တက်မှပေါ်လာပြီးမျက်နှာကိုလက်သေးရှည်ပြားနဲ့ကုတ်တာကြောင့်ကြောထင်းလေးလက်ကိုဓာတ်နဲ့ ်ကာယံရွေလိုက်ပြီးမှခုံမချပဲလူကိုယ်တော်အသက်လွတ်ရှောင်းလိုက်တယ်။ခေါင်းရမ်းဖြူမင်းအဖွဲကိုတက်စာဖောက်တာလားပြိုင်ဘက်ကင်ကျင်းစားဆဲဦးအချင်းချင်းမတိုက်ခိုက်ရဘူးဆိုတဲ့စီကန်းရှိလို့လားကြော်ထင်ငါလူမတက်ချင်ဦးနေဒီကိစ္စနဲ့ဝေးဝေးနေမင်းတို့ကိစ္စတွေကြုံစိတ်ဝင်စားအောင်ကြုံကိုမြေအောင်ရှင်းလင်းရေးကတာဝန်ပေးလို့လာခဲ့ရတာအခုလို့မင်းနဲ့ဦးတော်မှပါဝင်ပတ်သက်နေမယ်လို့ထင်မထားဘူး ပြိုင်ဘက်ကင်ကျေးစားဆယ်ဦးအဖွဲ့ကိုမလေးစားတာပဲဒီလိုဆိုရင်အဖွဲ့စည်းကမ်းအရနေလဲအပြစ်မကင်းမှုကြောထင်အဖွဲ့ဝင်တဦးအသက်ဆုံးရှုံးသွားပြီဘလို့ဥတော်မလားဟုတ်တယ်ဥတော်မအသက်မရှိတော့ငါအနေနဲ့အဖွဲ့ထဲကနှုတ်ထွက်ကြောင်းမြေအောက်ကိုတည်င်းပိုးခဲ့ပါနင်းအခုထွက်သွားတော့ဓာတ်နဲ့ကြောထင်ဟာကျေးစားအဖွဲ့မှာတော့တစ္ဆာရှိသူတဦးဖြစ်ပြီးအဖွဲ့ဝင်များအပေါ်ဂယုဆိုင်တက်သူဖြစ်ပါတယ်သူတို့အားလုံးက အကြောင်းအမျိုးမျိုးကြောင့်သာအစိုးရလက်အောက်ခံ မြေအောက်အဖွဲ့ဝင်များဖြစ်နေကြပေမယ့်အမိတ်နာခံတတ်သူများမဟုတ်ပေကိုထင်ရကိုလုံးတက်တဲ့လုံလက်တဲ့အဖွဲ့အစည်းဖြစ်ပါရင်အခုဥသောမှသိဆုံးတာကိုလည်းစိတ်မကောင်းဖြစ်သွားဟန်တူပါရင်ကြောထင်ဟာသူ့ရဲ့ဓာတ်နဲ့ကိုဒဲအိမ်ထဲပြန်သွင်းလိုက်ပြီးဥသောမရဲ့အလောင်းရှိရာကိုခြေဦးလှည့်ပြီးခေါင်းရမ်းဖြူကိုကြောခိုင်းထားလိုက်တယ်။ဆုံးဖြတ်ချက်မစိုးပါနဲ့ခေါင်းရမ်းဖြူ အကျိုးဆက်တွေကိုလက်ခံနိုင်ပြီဆိုမှအဖွင့်ရထွက်ပါကျောထင်းဟာခေါင်းရမ်းဖြူကိုအဲ့ဒီလိုပြောခဲ့ပြီးနောက်ဦးတော်မရဲ့အသက်မဲနေတဲ့ခန္ဓာကိုယ်စီကိုတရွေ့ရွေ့ထွက်ခွာသွားနေခဲ့ပါရင်ဦးတော်မအနီးကိုရောက်တဲ့အခါသူ့ရဲ့ဓာတ်နှက်ကို အရှိမချပြီးဦးညို့အယိုးအသေးပေးလိုက်တယ်အဖွင့်ရဲ့အသက်အကြီးဆုံးနဲ့အစင်းမြင့်ပုပ်ကိုတူဆုံးရှုံးရတာကိုစိတ်မကောင်းဖြစ်နေပြီးခဏအကြာမှာတော့ကျုံးမော်ကပျောက်ကွယ်သွားတော့တယ် တဖက်မှာဦးတန်ခဲမှာမြေပြင်ပေါ်ကိုပြစ်လဲကျသွားတော့တယ်။သူ့ရဲ့တူကြီးမှလည်းလွတ်ကျသွားတာမို့ပြန်ကောက်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ရက်ခမင်းဦးကြောင့်လုံးဟာဦးတန်ခဲကိုအဆုံးသတ်ပြီးဖို့အထက်ကိုခုံလိုက်ပြီး တကိုယ်လုံးပေါ်ကိုအားနဲ့နင်းချလိုက်တယ်။ပြင်းထန်တဲ့ဘလူးဖနောင့်စွမ်းအားဟာကျုံတစ်ခုလုံးကိုတိမ့်တိမ့်တုံသွားစေပြီးနင်းချက်ကြောင့်မြေပြင်မှအကွဲသွားတယ်။ဒါပေမဲ့ဦးတန်ခဲကိုခေါင်းရမ်းဖြူက အချိန်မီဆွဲထုတ်လိုက်နိုင်တာကြောင့်အသက်ဘေးကနေကက်ကတီကလေးလွဲသွားခဲ့ရတယ်။အဲ့ဒီအချိန်ခေါင်းရံဖြူဟာလက်နှစ်ဖက်ကအလင်းဆက်အမှုံများကိုစူပောင်းပြီးတော့ဆံဝန်းတရံပြူလုံးလိုက်ပြီးရက်ခောင်းမီဦးကြောင့်လုံးကိုတိုက်ခိုက်လိုက်တော့တယ်။ဦးကြောင့်လုံးမှာမီးရဲရဲတောက်နေတဲ့သူ့ရဲ့လက်သေးချက်ဖြင့်ခေါင်းရံဖြူရဲ့အလင်းဆက်ကိုထိုးခွဲဖျက်ဆီးလိုက်တော့တယ်။တာမန်လူကိုအလင်းဆက်အမှုံကလေးများနဲ့လောင်ကျွမ်းစေနိုင်တဲ့အထိ အားကြီးတဲ့ခေါင်းရမ်းဖြူရဲ့လက်ဝဲပညာများဟာဦးကျောင်းလုံးကိုမတိခိုက်တာကြောင့်အံ့အားတင်နေပါရဲ့အဲ့ဒီအချိန်ဦးတန်ခင်မှာသူ့ရဲ့တူကြီးကိုမြှောက်ရွေပြီးဦးကျောင်းလုံးရဲ့ကောင်းကိုထူချောင်းလိုက်ပေမဲ့ဦးကျောင်းလုံးကတန်တူအယိုးကိုလက်ဖြံယိုးနဲ့ခံထားပြီးတော့ဖယ်ထုတ်လိုက်ပြန်နေအဲ့ဒီအခါခေါင်းရမ်းဖြူနဲ့ဦးတန်ခဲတို့အနှဲငယ်နောက်ဆုံးလိုက်ကြတယ်သူမောင်ကအနှဲငယ်အားယူပြီးအနောက်ကိုကြည့်တဲ့အခါ နေဝင်လူဆယ်ဆယ်ဖြစ်နေတာကြောင့်လေးတိုင်းစင်မော်ကဥဝုံကိုစိုးရင်သွားတယ်ဒီအချိန်ဟာရခမင်းဥကြောင့်လုံးစောင့်နေတဲ့အချိန်ဖြစ်ပြီးဥဝုံကိုတက်ပြစ်နိုင်တော့မယ့်အချိန်လဲဖြစ်ပါတယ်အဲဒါကြောင့်ထူးမောင်လေးဒံယာများစွာနဲ့အစိတ်ဒန်းချက်များကြားမှဓာတ်ကိုဆွဲနှုတ်လိုက်ပြီးဥဝုံရှိတဲ့မြေရည်ထဲကိုတွားဖို့ပြင်လိုက်ပါတယ်မြေရည်ပြင်မတိမ်မနဲ့နေရာမှာလေးတိုင်းစင်နဲ့အတူထားတဲ့ဥဝုံထံကိုတွားပြီးတော့ကဲတင်တော့မှာဖြစ်ပါတယ် ထိုးမောင်ရဲ့အခြေအနေကိုအကဲခတ်မိသွားတဲ့ဦးကြောင့်လုံးမလေးဦးဝုံကိုလွတ်မသွားစေဖို့တားဆီးတော်တယ်ထိုးမောင်အဖို့ဒီအချိန်မှတိုက်ခိုက်ဖို့အချိန်မရှိတော့တာကြောင့်ဦးကြောင့်လုံးကိုမကြည့်တော့ဘင်းဦးဝုံရှိရာကိုသာအမြန်သွားတော်တယ်ရက်ခမင်းဦးကြောင့်လုံးမလေးထူးမောင်ရှိရာကိုလှမ်းခုန်လိုက်တာကြောင့်ထူးမောင်အရှိတတဲကိုရောက်လာခဲ့ပါရင်ထူးမောင်လေးမန်တန်အစွမ်းများကိုအသုံးမပြုသေးပေတန်တေသားနဲ့ချိန်ရွယ်လိုက်တာကြောင့်ရက်ခမင်းမှာ အာပါတရရှိပြီးရုတ်တရက်အတွင်းမှာပင်ဓာရော့လူပါဆွဲပြီးတော့တဖက်ကိုလွှဲပြစ်ခြင်းခံလိုက်ရတဲ့တန်သေးသားနဲ့ချိန်ရွယ်လိုက်တာကြောင့်တားဆီးလို့မရတဲ့ဂိုင်းဆောင်ဘလူးမင်းရဲ့စွမ်းအားနဲ့လှင်မြန်မှုဥဝုံရဲ့အတန်အန်တရရှိနေတဲ့နေဝင်ခြင်းထူးမောင်ရဲ့အစိမ့်နဲ့တန်ရများကြောင့်ဥတန်ခဲနဲ့ခေါင်းရံဖြူတို့စိုးရိမ်သွားတယ်။ဥဝုံမှာထူးမောင်ကိုအဝေးရောက်အောင်လွှဲပြစ်လိုက်တာကြောင့်တေးပြီလို့ထင်မှတ်ကအနောက်အရှက်ပြီးနေတဲ့ ်ဦးတန်ခဲနဲ့ခေါင်းရံဖြူကိုတတ်ဖို့အတွက်တစ်ဖက်ကိုလှည့်လာပြန်တယ်။အဲဒီအချိန်ဦးတန်ခဲကလည်းတူချင်းနဲ့တိုက်ခိုက်လိုက်ပြီးခေါင်းရံဖြူကလည်းဝက်ချုံတစ်ခုနဲ့ထိုးပါရင်ဦးတန်ခဲရဲ့တူကြီးကိုရခမင်းဦးကြောင်လုံးကဖမ်းဆီးလိုက်ပြီးလူကိုလည်းလက်ဘင်းကိုဖမ်းညှက်လိုက်တယ်။အဲ့ဒီနောက်ခေါင်းရံဖြူရဲ့ဝက်ချုံကိုလက်ဝါးနဲ့ရိုက်ချလိုက်ကဦးတန်ခဲလိုပင်လက်ဘင်းကဆွဲညှစ်ပြီးနှစ်ဦးစလုံးကိုကိုက်မြောက်ထားခဲ့တယ်။ ဦးတန်ခဲနဲ့ခေါင်းရမ်းဖြူတို့မှရက်ခမင်းရဲ့လက်နဲ့ထိတဲ့အခါထူးဆန်းစွာပြီးမိမိတို့စွမ်းအားများကိုအတုံးမပြုတ်နိုင်တော့ပင်တာမန်လူများလို့ဖြစ်သွားခဲ့ရတယ်။နောက်ဦးစလုံးကလည်းလေပင်ကနေကင်မြောက်ခံထားရတာကြောင့်ခြေထောက်နဲ့မြေကြီးလွတ်နေပြီးဇွဲကျိုးချသလိုဖြစ်သွားပါတယ်။ကျင်းစာအဖွဲဝင်တဦးနဲ့ဂလုံးအဖွဲရဲ့ရာစုမှုအစဉ်ကငါ့လိုရက်ခကန်ဆောင်ဘလူးမင်းကို အနိုင်ရမယ်လို့ထင်နေရလား မန်တန်ပရပနဲ့ထိုက်တန်တဲ့သူကငါပဲတောတိတ်လိုက်တော့ဦးကြောင်လုံးကပြောပြောဆူဆူနဲ့ဦးတန်ခေရောခေါင်းရမ်းဖြူကိုပါ မြေပြင်မှာကင်ရိုက်ပြီးတက်ပြေဖို့အတွက်အပေါ်ကိုထက်မြောက်လိုက်တဲ့ဒါပေမဲ့ဦးတန်ခေမှာမျက်လုံးကိုစူးဆိုင်ပြီးရက်ခမင်းကိုကြည့်နေတော့လေခေါင်းရမ်းဖြူရဲ့မျက်လုံးများကတခြားကိုအကြီးရောက်နေရင်ပါနေတဲ့ဦးကြောင်လုံးဟာခေါင်းရမ်းဖြူရဲ့မျက်လုံးများထဲမှာထူးမောင်ကိုမြင်လိုက်ရတာကြောင့် ချက်ချင်းမင်းလက်ထဲကနှစ်ဦးကိုလှုတ်ချပြီးအနောက်ကိုလှဲကြည့်ပါတယ်ထူးမောင်ကမြင်းကြီးမိုးမောင်အပေါ်ကခုံစင်းပြီးဦးဝုံကိုချုပ်ထားတဲ့မြစ်ဆက်ကိုရောင်းနေပြီဖြစ်ပါတယ်ရက်ခမင်းကိုယ်တိုင်ထူးမောင်ကိုဆွဲပြီးပြစ်လိုက်တော့လေအဝေးကိုရောက်သွားချိန်မှာမြင်းကြီးမိုးမောင်ရောင်းလာတာကြောင့်မြင်းရဲ့ကြောပေါ်ကိုချက်ချင်းတက်ပြီးဦးဝုံအနီမြစ်ဆက်ကိုရောက်သွားခြင်းဖြစ်ပါတယ်ထူးမောင်ကချက်ချင်းမင်း အဘောမန်တန်ကိုရွတ်ဖတ်ပြီးရေစီးချောင်းကိုထိန်းချုပ်ကဥဝုံရှိတဲ့လေးတိုင်စင်ကိုတွားဖို့လမ်းတစ်ခုဖြစ်ပေါ်စေခဲ့ပါတယ်။မြေရေပြင်ဟာကန်းဆက်ကအနောက်ကိုရော့ကျသွားကလူသွားလမ်းကလေးတစ်ခုဖြစ်ပေါ်ခဲ့ပြီးထူးမောင်လေးလေးတိုင်စင်ရှိရာကိုပြေးသွားခဲ့ပါတယ်။ရက်ခမင်းဦးကြောင်လုံးကအမြန်တားဆီးဖို့အတွက်ထူးမောင်ထံကိုတွားမယ်ပြုတဲ့အခါဦးတန်ခဲနဲ့ခေါင်းရံဖြူတို့ကတန်တူကြီးကိုအလေးဆက်များနဲ့ပေါင်းစည်းပြီး ။ဦးကျောင်းလုံးရဲ့ခြေထောက်ကိုရိုက်ပစ်လိုက်တော့တယ်။ဦးတွန့်ခဲတဲ့ခေါင်းရံဖြူတို့မှရက်ခမင်းနဲ့ထိမနေတာကြောင့်စွမ်းအားများပြန်လဲအသုံးပြုနိုင်သွားပြီးရက်ခမင်းမှလည်းတစ်ဖက်ကိုအာယုံရောင်းနေတာကြောင့်တတိမထားလိုက်မိတာကြောင့်ဒူးတစ်ဖက်ထောက်ကျသွားပါတယ်။အဲ့ဒီအချိန်ထူးမောင်လေလေးထိုင်စင်အောက်ကိုရောက်သွားပြီဖြစ်ပါတယ်။မြေကန်းဆက်ဆိုပေမဲ့တဲချမ်းပြင်းစင်ချင်းရှော့ပြင်းလို့လေးတိုင်းစင်မှာမြင့်နေပါတယ်ထူးမောင်အဖို့ တက်ဖို့အစင်မပြေတော့တာကြောင့်လေးတိုင်းစင်ဝလုံးကြီးလေးလုံးကိုတန်သေးတာနဲ့တချက်စီခုတ်ပိုင်းလိုက်တော့ရင်ဥဝုံကလည်းလက်ပြန့်ကျုံတုံ့ရက်သားနဲ့အောက်ကိုမတ်တက်ကြလာတယ်ဥဝုံကိုတုံ့နှောင်ထားတဲ့တန်ကျိုးများကိုပါထူးမောင်ကခုတ်ဖြတ်ပြီးလိုက်တာကြောင့်ဥဝုံလည်းလွတ်မြောက်သွားတော့တယ်အဲဒီအခါခေါင်းရမ်းဖြူနဲ့ဥတန်ခဲတို့လည်းကိုညီရကျုံနဲ့ပြီးလို့ကျင်းနေသွားကြပြီးကိုအသက်ကိုမှငဲတော့ပင်ရက်ခမင်းဥကြောင့်လုံးကိုအစွမ်းကုန်တိုက်ခိုက်တော့တယ် တိုက်ခိုက်နေတဲ့နေရာကိုထူးမောင်နဲ့ဥဝုံတို့ပါပြန်လဲရောက်ရှိလာကြတဲ့နေဝင်ပြီးဖြစ်လို့မောင်ကြီးပြောတဲ့အချိန်လဲဖြစ်ပြီးမြစ်ထဲကလှေလေးတဆင်ကျွဲကောင်းကျုံးကိုဥတီလာနေရဲ့အဲ့ဒီလှေကလေးကိုအားလုံးကသတိမထားကြပဲရက်ခမင်းဥကြောင့်လုံးကဝိုင်းလို့တိုက်ခိုက်ကြတော့တယ်ဥကြောင့်လုံးကဒီအချိန်မှာဥဝုံကိုတတ်ဖို့အတွက်အင်းအားများရောနေအောင်အစီအရေများပြုလုပ်ထားပြီးဖြစ်ပါတယ်အဲ့ဒါပြင် ဂိုင်းဆောင်ဘလူးမင်းအဆင့်ဖြစ်ပြီး အထက်မှာဂိုင်းကျုပ်တဦးသာရှိတော်တဲ့အသည့်စွမ်းအားကြီးတဲ့ဦးကြောင့်လုံးမှာဦးဝုံရဲ့ရက်ခမှော်ပညာအားလုံးကိုလည်းနှုတ်ယူထားပြီးဖြစ်ပါရဲ့အဲဒါကြောင့်တိုက်ပွဲအတွင်းကိုမဝင်မို့ထူးမောင်ကဦးဝုံကိုသေချာမှားထားခဲ့ပြီးသူကိုယ်တိုင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပါရဲ့ထူးမောင်ခေါင်းရမ်းဖြူနဲ့ဦးတန်ခဲတို့မှရက်ခမင်းကိုပူပေါင်းတိုက်ခိုက်နေကြတော့လေသုံးဦးစလုံးကအင်းအားနေနေကြပြီးဖြစ်ပါရဲ့ ဦးတန်ခဲကတငယ်ချင်းဖြစ်သူဦးဝွန်လොမြောက်ပြီဖြစ်တာကြောင့်ဝမ်းတာအားရနဲ့စိတ်ခွန်အားကြောင့်သာဆက်လက်တိုက်ခိုက်နေရတော်လေတိုက်ပွဲပန်းလှပြီဖြစ်ပြီးနောက်ဆုံးတိုက်ကွက်ကိုထောက်တုံးတော်ရီခေါင်းရဲဖြူကလည်းဘလောက်ပင်အစွမ်းထက်စီကမှမိန်းကလေးတယောက်ဖြစ်ပြီးခုခံနိုင်စွမ်းအားနည်းလာတာကြောင့်အလင်းစွမ်းအားများကို ပေါင်းစည်းထုံးလို့တော်ရီ ထူးမောင်နဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပထဝီမန္တန်နဲ့ထိမ့်ချုပ်ထားရပြီးအစိမ့်နဲ့အတွင်းတန်ရာများကိုကောက်ွယ်ထားပြီးတော့တန်သေးသားကိုတေဇောမန္တန်ဖြင့်မိတောင်စီပါရယ်ရခမင်းဦးကြောင့်လုံးမှလည်းအသည့်နေရာယူထားပြီးခန္ဓာကိုယ်တစ်ခုလုံးရဲ့ပတ်လည်မှာစွမ်းအားများရဲ့အရှိန်တို့တည့်ရဲ့ရိတ်ထွက်နေပါရယ်နောက်ဆုံးမှဦးတန်ခဲကဂလုံးကိုင်းရဲ့အစင်းမြင့်ပညာတစ်ခုနဲ့အပေါ်ကိုခုံလိုက်ပါရယ်အဲ့ဒီနောက်တန်တူကြီးနဲ့ ဦးကြောင်လုံးကိုထုရိုက်ချလိုက်တဲ့နောက်ခေါင်းရမ်းဖြူရဲ့အလင်းဆက်လုံးမှလည်းရင်ဘတ်ကဝင်းပြီးပြောက်ကွယ်သွားကထူးမောင်ရဲ့ဓာကထွက်တဲ့မိများကခန္ဓာကိုယ်မှဆွဲလောင်သွားပါရယ်။ဒါပေမဲ့ဦးကြောင်လုံးကတဟာဟာရီမောနေရင်ပေါ်လိုက်ပြောင်းလိုက်ဖြစ်နေပါရယ်။သုံးဦးလုံးရဲ့တိုက်ခိုက်မှုများမှထိရောက်မှုမရှိခဲ့ပါ။ဦးဝုံကအဒီအပြေးကိုကြည့်ပြီးညအခါပို့လို့အစွမ်းထက်ကြတဲ့ရက်ခါတို့သဘောကို နားလဲတာကြောင့်တိုက်ပွဲအတွင်းကိုဝင်ရောက်လာခဲ့တဲ့ ဦးတန်ခဲမှမိမိခေါင်းကိုလက်တစ်ဖက်နဲ့ကင်ထားပြီးအနောက်ကိုဆုံးလာခဲ့ရတယ်။ခေါင်းရဲ့ဖြူလေးဒူးထောက်ကျသွားပြီးမြေပြင်ပေါ်ကိုသွေးဆက်များကျလာတယ်။ထူးမောင်ရဲ့တကူလုံးလေးကြစ်ကြစ်တောင်ပူလာတာကြောင့်မန်တန်အစွမ်းနဲ့အမျက်အေးတော့အောင်ပြုလို့ရတော့တယ်။တေဇောမန်တန်ဟာပူချင်းအေးချင်းကိုဖန်တီးနိုင်စွမ်းရှိပေမဲ့တခဏအတွင်းအကျဉ်းချင်းအတုံးပြူလိုက်တာကြောင့် ခန္ဓာကိုယ်အတွင်းတန်ရာများကို ထိမ့်ချုံရခတ်ပြီးမျက်လုံးများရီဝေကမူးနှောက်သွားတယ်။အဲ့ဒီအချိန်မန်တန်ပရပိုက်ပိုင်ရှင်ဖြစ်တဲ့ထူးမောင်ကသာဥတီတိုက်ခိုက်တဲ့ရက်ခမင်းဦးကြောင့်လုံးမှထူးမောင်ရဲ့ရှင်မတက်တဲ့ကိုလက်သီးနဲ့အားကုန်လွှဲထိုးချလိုက်တော့တယ်။ထိုးချက်မှပြင်းထန်လို့မီအဝေးကပင်ထိမ့်ချုံနိုင်တဲ့ရက်ခမင်းရဲ့စွမ်းအားကြောင့်လက်သီးဆုံးမှမီးတောင်များပါဆွဲနေပါတယ်။ ဒါပေမဲ့ထူးမောင်ကိုမထိုးမိပဲထူးမောင်ရဲ့အရှိမဝင်ခံလိုက်တဲ့ဥဝုံကိုသာထိုးမိလိုက်တဲ့ဘလူးကောင်းပုံစင်းမြင်ရှိရဲ့ဥဝုံရဲ့နောက်ကျောမှာလက်သေးကြကြောက်ပေါက်ထွက်သွားခဲ့တာကို အားလုံးမြင်လိုက်ရတယ်။ဥဝုံရဲ့ပါးစပ်ကနေသွေးများအန်ထွက်လာပြီးဒူးထောင်ကျသွားတဲ့နောက်ထူးမောင်လည်းမြင်ကွင်းကိုမယုံနိုင်ဖြစ်နေပါရဲ့။ဒေါသကလည်းအဆုံးထိရောက်သွားပြီးမန်တန်များကိုမထိန်ချုပ်နိုင်တော့ပဲအစိတ်များကတကောလုံးမှပြန့်နှံ့သွားတော့တယ်။ အဲဒီအခါခေါင်းထဲမှမူးဝေလာပြီးမျက်လုံးနှစ်ဖက်မှာလည်းအစိမ်းကြောင့်ဝေဝါပြီးတော့အမြင်အာရုံတို့ချုံယွန်းလာတယ်။နောက်ဆုံးမှလုံးဝမမြင်ရတော့တဲ့အထီဖြစ်သွားပြီးနေရာမှာပင်လဲကျသွားတော့တယ်။အဲဒီအခါထိုးမောင်ကိုပါတတ်မဲ့ရက်ခမင်းဦးကြောင့်တော့ နောက်တစ်ချိန်လက်သီးကိုရွေပြီးထိုးချလိုက်တဲ့အခါဦးကျော်လုံးရဲ့လက်သီးကိုဒုတ်ချောင်းလေးတစ်ခုကလာထောက်ထားပါတယ်ပြင်းထန်လာတဲ့လက်သီးချက်ကိုတာမန်ဒုတ်ကလေးတစ်ချောင်းနဲ့ထောက်ပြီးနောက်လက်ဝါးနဲ့ပါတုံထုံကာကွယ်လိုက်သူမှာတော့လေပေါ်ကဆင်းလာသူတဦးဖြစ်ပါရဲ့အဲ့ဒီအခါခေါင်းရမ်းဖြူနဲ့ဥတန်ခဲတို့ကိုအဲ့ဒီသူက အရေးအခြေပြပြီးထူးမောင်နဲ့ဥဝုံကိုခေါ်သွားဖို့ပြောပါရဲ့ခေါင်းရမ်းဖြူနဲ့ဥတန်ခဲလေလဲကြနေတဲ့ ထူးမောင်နဲ့ဥဝုံတို့ကိုလှေပေါ်တင်သွားပါတယ်အသက်ရှင်ဖို့လုံးဝမဖြစ်နိုင်တော့တဲ့ဥဝုံကသူ့ကိုထားခဲ့ဖို့ပြောတော်လဲဥတန်ခဲကရောက်အောင်ခေါ်လာခဲ့ပါတယ်အဲဒီလိုနဲ့မြစ်ကိုဖျက်ကူးဖို့ကျွဲကောင်းကျုံရဲ့တပတ်ကံမိုးညိုမျိုးကိုလှေဥနဲ့လှဲ့ထွက်သွားခဲ့ကြပါတယ်ခနာအကြကျွဲကောင်းကျုံကြီးတစ်ခုလုံးကပေါကွဲတန်ကြီးတစ်ခုနဲ့အတူတိမ့်တိမ်တုံသွားတော့ပါတယ်ပရိသတ်များရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမင်းဟိန်ခန့်ဥဒ္ဒတိပါရှင်းသားထားတဲ့မန်တန်ထူးမောင်နဲ့တိုက်ပွဲကြီးရဲ့အဆုံးသတ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင် နောက်တစ်ခေါက်မှာပြိသက်တွေ အားလုံးအတွက်ဘလို့ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်အားပေးနားဆင်ဖို့အတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါတယ်ရှင်